င်္ဂလာပါရှင်လရီနဲ့ချင်းညှိနှိုင်းမှုအပြီးမှာတော့အမေရိကန်နဲ့ယူကရိန်းအစိုးရတို့ဟာယူကရိန်းပိုင်နက်ထဲကဓာတ်သတ္တုတင်ယာစာတရေပူပေါင်းထုတ်လုပ်ရေးသဘောတူစာချုပ်ကိုဧပြီ30ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ပါတယ်ဒီတော့ယူကရိန်းမြေရှားသတ္တုတူးဖော်ရေးစာချုပ်ကဘာတွေတည်ရောက်မှုရှိလာမလဲဆိုတဲ့အကြောင်းကိုအခုတစ်ပတ် People's Spring ရဲ့ပြောပြအောင်မဲ့အစီအစဉ်ကနေနားဆင်ပေးပါအောင်ရှင် Washington DC မြို့တော်စီရောက်လာခဲ့တဲ့ Ukraine ဒုဝန်ကြီးချုပ် Severdan ကိုနဲ့ American Bandai ဝန်ကြီး Backson တို့က အဲ့ဒီစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ဒီသဘောတူညီမှုကတယန်စာတမျိုးစုံပူးပေါင်းတူးဖော်မှုတွေအတွက်ရှိရတာပါ။ဒါပေမဲ့ယူကရိန်းမှာရှိတဲ့မြေရှားတပ်တူရိုင်းတွေကိုအမေရိကန်ကထုတ်လုပ်ရယူဖို့အဓိကရည်ရွယ်ထားတာကြောင့်ယူကရိန်းမြေရှားတပ်တူတူးဖော်ရေးစာချုပ်လိုလဲရင်းညွန်ခေါ်ပေါ်တာတွေရှိပါတယ်။မေလ၂ရက်နေ့အထိအချိန်အရတော့အဲ့ဒီသဘောတူညီမှုပါအသေးစိတ်အချက်အလက်တွေကိုမထုတ်ပြန်သေးပါဘူး။ဒါပေမဲ့တပ်တူတူးဖော်ရေးပူးပေါင်းဆောင်ရွက်မှုတသက်မဟုတ်ပဲ ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာယူကရိန်းအတွက်အမေရိကန်စစ်ရေးအထောက်အပံ့တွေဆက်လက်ရရှိနေနိုင်ဖို့ဆိုတဲ့အပေးအယူတွေပါဝင်နေတာကိုတော့အလွဲတကူနားလည်နိုင်ပါတယ်။ဆေဗာဒန်ကိုကလည်းဒီသဘောတူညီမှုကြောင့်အမေရိကန်ဟာလေကြောင်းကာကွယ်ရေးစနစ်လိုမျိုးအထောက်အပံ့တွေကိုယူကရိန်းအတွက်ဆက်ပြီးပံ့ပိုးနေမှာဖြစ်တယ်လို့ပြောသွားခဲ့ပါတယ်။ဒီတော့တတူတူဖော်ရေးပူပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်နဲ့ပတ်သက်ပြီးသိရှိထားတဲ့ဓမ္မမဟုတ်သိထားတဲ့အခြေအနေအကြောင်းအရာတွေကိုအခုလိုကောက်နှုတ်ကြည့်နိုင်ပါတယ်။ မြေရှားတတုဆိုတာဘာပါလဲ REM လို့အတူကောက်ခေါ်ပေါ်လေးရှိတဲ့မြေရှားတတုတွေဟာအားကောင်းတဲ့တန်လိုက်တွေထုတ်လုပ်ရမှာအသုံးပြုတဲ့တတု18မျိုးကိုခြုံငုံခေါ်ဝတာပါအဲ့ဒီတတုတွေကခင်မီနည်းပညာမြင့် electronic ပစ္စည်းတွေစစ်ရေးအသုံးဆောင်တွေထုတ်လုပ်ရမှာမရှိမဖြစ်လိုအပ်ပါတယ်ပြီးတော့အဲ့ဒီတတုတွေကိုအစားထိုးလို့ရမယ်တခြားရွေးချယ်စရာလည်းမရှိပါဘူးမြေရှားတတုတွေလို့ခေါ်ပေမဲ့တကယ်တမ်းတော့အရန်ရှားပါတာမဟုတ်ပဲအဓိကပြဿနာက ထုတ်လုပ်မှုအပိုင်းမှာဖြစ်ပါတယ်။မြေရှားတပ်တုတွေထုတ်လုပ်ရတဲ့အဆင့်တွေကရှုပ်ထွေးပြီးတဘာဝပတ်ဝန်းကျင်ကိုဆိုးဆိုးရွားရွားထိခိုက်စေပါတယ်။တရုတ်ကကမ္ဘာပေါ်မှာမြေရှားတပ်တုထုတ်လုပ်မှုအလုံးရဲ့60ရာခိုင်နှုန်းလောက်ကိုချုပ်ကန့်ထားပါတယ်။အမေရိကန်သမ္မတထရမ့်ကတရုတ်ကိုပြစ်မှတ်ထားပြီးကုန်သွယ်ရေးစစ်ပွဲဆင်နွှဲလာတဲ့အခါတရုတ်ကအမေရိကန်စီမြေရှားတပ်တုတင်ပို့ခွင့်တွေကိုကန့်တတ်လိုက်ပါတယ်။ဒါဟာအမေရိကန်ရဲ့လက်စစ်ကမိုဘိုင်းဖုန်းလိုလူသုံးကုန်တွေကအစား တိုက်လေရင်တွေဒုံးကျည်စနစ်တွေလိုစစ်လက်နက်တွေထုတ်လုပ်မှုထိပါနှောင့်နှဲမှုတွေကြုံစေနိုင်ပါတယ်။ဒါပေမဲ့ယူကရိန်းမှာမြေရှားတပ်တုတိုက်တွေကြွယ်ကြွယ်ဝဝရှိနေပြီးထိရောက်အားကောင်းတဲ့ထုတ်လုပ်မှုနဲ့ဆိုရင်တရုတ်ရဲ့ပိတ်ဆို့မှုကိုကျော်လွှားနိုင်မယ်လို့အမေရိကန်ကယုံကြည်နေပါတယ်။ဒီတော့ဘလို့တရားစာတတွေကိုယူကရိန်းကပိုင်ဆိုင်ထားပါသလဲ။ဥရောပသမဂ္ဂ EU ကအထူးအရေးပါတဲ့ဓာတ်တတုအမျိုးအစားတွေလို့သတ်မှတ်ထားတာစုစုပေါင်း34မျိုးရှိပါတယ်။အဲ့ဒီတဲက22မျိုးရဲ့တတုတိုက်တွေဟာ ယူကရိန်းနိုင်ငံပိုင်နက်ထဲမှာတည်ရှိနေတာပါအဲ့ဒီထဲမှာမြေရှားတပ်တုအမျိုးအစားတချို့လည်းပါဝင်ပါတယ်ယူကရိန်းမှာမြေရှားတပ်တုအနွယ်ဝင်တပ်တုတိုက်တွေကိုပိုင်ဆိုင်ထားတယ်လို့သိရပါတယ်အဲ့ဒီတပ်တုတွေက TV တွေ၊လျှက်စစ်ကားဘက်ထရီတွေ၊တာဘိုင်အင်ဂျင်တွေ၊နျူကလ িয়ার ဓာတ်ပေါင်းဖိုတွေနဲ့လေဆာရောင်ခြည်စနစ်တွေထုတ်လုပ်ဖို့အထိကြဲကြဲပြန့်ပြန့်အသုံးဝင်ကြပါတယ်။နောက်ပြီးဥရောပရဲ့အကြီးဆုံးလစ်သီယမ်တပ်တုတိုက်တွေဟာယူကရိန်းမှာတည်ရှိပြီးစုစုပေါင်းတန်ချိန်9သိန်းလောက်ထုတ်လုပ်နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ လေယံတွေတိစောက်မှုအပအဝင်ခေတ်သစ်နည်းပညာတွေမှာအထူးလိုလားတဲ့တိုက်တေနီယံတတ်တူတွေဟာလည်းနိုင်ငံရဲ့အလဲပိုင်းနဲ့အနောက်မြောက်ပိုင်းတွေမှာပြန့်နှံ့တည်ရှိပါတယ်။ဘက်ထရီတွေနျူကလ িয়ার ဓာတ်ပေါင်းဖိုတွေတိစောက်မှုမှာအထူးအရေးပါတဲ့ဂါရာဖိုက်တတ်တူတွေရဲ့တကဘာလုံးထွက်ရှိမှု၅ပုံတပုံစာလောက်ကလည်းယူကရိန်းပိုင်နက်ထဲမှာရှိနေတာပါ။ပြီးတော့ယူကရိန်းမှာမတူမထီရသေးတဲ့ရေလံနဲ့သဘာဝဓာတ်ငွေတိုက်တွေလည်းရှိနေတယ်လို့ပညာရှင်တွေကပြောပါတယ်။ဒါပေမဲ့အမေရှားတတ်တူတူဖော်ရေးလို့ပဲ အဲ့ဒီတရားစာတတွေကိုကိုယ်တိုင်ဖော်ထုတ်ရယူဖို့အတွက်ဆိုရင်စစ်တမ်းတဲ့ယူကရိန်းအတွက် တော့ကန့်သက်ချက်တွေအများကြီးကြုံရမှာပါဒီအချိန်နေမှာအမေရိကန်ကဂျားဝင်လာတာဖြစ်ပါတယ်ဒါဆိုသဘောတူညီချက်တွေကဘာလဲအသေးစိတ်မကြေညာသေးပေမဲ့တတုတရားစာတ2ဖော်မှုတွေနဲ့ပတ်သက်ပြီး50ရာခိုင်နှုန်းစီခွဲဝေကြမှာဖြစ်တယ်လို့ Silver Tango ကပြောပါတယ်ပြီးတော့တရားစာတတိုက်တွေကိုလည်းယူကရိန်းရဲ့ပိုင်ဆိုင်မှုအဖြစ်အမေရိကန်ကဆက်လက်အသိမှတ်ပြုထားမှာပါ နောက်တစ်ချက်ကစစ်ပွဲကာလတလျှောက်ယူကရိန်းကိုအမေရိကန်ကတစ်ဖက်သက်ထောက်ပံ့ခဲ့ရပါတယ်လို့ထရမ့်ဆွဲခဲ့တဲ့ဒေါ်လာ350ဘီလီယံလောက်ကိုလည်းယူကရိန်းကပြန်ပေးเสียရမလိုတော့ပါဘူးတစ်ဖက်မှာလည်းယူကရိန်းမှာတပ်တူတွေအပြင်ရေနံနဲ့သဘာဝဓာတ်ငွေရှာဖွေတူးဖော်မှုတွေအတွက်ပါအမေရိကန်ကိုခွင့်ပြုပေးမယ်လို့စာချုပ်ထဲပါရှိပါတယ်ဒါကယူကရိန်းဘက်ကအလျှော့ပေးလက်ရောမှုလို့သတ်မှတ်နိုင်ပြီးစာချုပ်မူကြမ်းအစစ်မှားတော့ကရေနံနဲ့သဘာဝဓာတ်ငွေကိစ္စတွေမပါဝင်ခဲ့ပါဘူး နှစ်နိုင်ငံပူးတွဲထုတ်ပြန်ချက်ထဲမှာတော့ Trump တမရဖြစ်လာပြီးတဲ့နောက်ပိုင်းအမေရိကန်ဟာယူကရိန်းနဲ့အနီးကပ်ဆုံးရပ်တည်တယ်ဆိုတဲ့သဘောထားမျိုးကိုပထမဆုံးအကြိမ်ထုတ်ပြခဲ့ပါတယ်။ရုရှားရဲ့ကျူးကျော်စစ်လို့တုံ့နှောက်ခဲ့တယ်လို့ယူကရိန်းတရားစာတတွေကိုကျူးကျော်စစ်ဆင်နွှဲတဲ့ထောက်ပံ့တဲ့၊ကူညီတဲ့ဘယ်နိုင်ငံဘယ်လူပုဂ္ဂိုလ်မှ ကောင်းကျိုးခံစားခွင့်မရစေရဘူးလို့လည်းဖော်ပြထားပါတယ်။နောက်ပြီးစစ်ပီးကာလယူကရိန်းနိုင်ငံပြန်လည်ထူထောင်ရေးရန်ပုံငွေတရက်ကိုလည်းအမေရိကန်ကပူးပေါင်းရှင်းလင်းမြုံနှံပေးသွားမှာဖြစ်ပါတယ်။ ရမ့်ရဲ့အမေရိကန်အစိုးရဟာလွတ်လပ်တဲ့ငြိမ်းချမ်းတဲ့တာယာဝပြောတဲ့အချုပ်အခြာအာဏာပိုင်ယူကရိန်းနိုင်ငံရဲ့ရည်တည်မှုကိုလိုလားတယ်လို့လည်းနှစ်ဖက်ကြေညာချက်တွေမှာပါရှိပါတယ်။ဆေဗာတန်ကိုကညှိနှိုင်းမှုတွေကြာမြင့်နေခဲ့တာဟာသဘောတူညီမှုတစ်ခုချင်းစီကယူကရိန်းရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကန့်ညီတာတည်ကြအောင်ညှိနှိုင်းလှုပ်ဆောင်နေရတာကြောင့်လို့ပြောပါတယ်။ယူကရိန်းဟာဒီသဘောတူညီမှုကိုအကြောင်းပြုပြီးနိုင်ငံရဲ့လုံခြုံရေးကိုအမေရိကန်အစိုးရကအာမခံချက်ပေးဖို့ညှိနှိုင်းတောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့အပိသက်သဘောတူညီမှုအရတော့အမေရိကန်ဟာယူကရိန်းအတွက်ဘာလုံးကြုံရေးအာမခံချမ်းမှဂတိမပြုခဲ့ပါဘူး။ဒါဖြစ်ရင်ရုရှားလက်ထက်မှာရောယူကရိန်းတရံစာတတိုက်တွေရှိနေသလား။၃နှစ်ကျော်ကြာမြင့်လာတဲ့စစ်ပွဲဟာယူကရိန်းနိုင်ငံကိုအကြီးအကျယ်ပျက်စီးစေခဲ့ပါတယ်။အခုဆိုရင်နိုင်ငံအခြေအဝန်းရဲ့၅ပုံ၃ပုံလောက်ဟာရုရှားလက်ထက်ကျရောက်နေပါတယ်။အဲ့ဒီထဲမှာယူကရိန်းပိုင်းကြောက်မီသွေးတွင်းတွေအများအပြားလဲပါသွားပါတယ်။အဲ့ဒီကြောက်မီသွေးတွင်းတွေဟာ စစ်ပွဲမတိုင်ခင်တုန်းကယူကရိန်းရဲ့တမနီထုတ်လုပ်မှုလုပ်ငန်းတွေမှာအကြီးကအကျဆုံးလောင်စာရင်းမြစ်ဖြစ်ခဲ့ပါတယ်။နောက်ပြီးယူကရိန်းရဲ့တပ်တူရိုင်းတိုက်တွေထဲကစုစုပေါင်း40ရာခိုင်နှုန်းလောက်ထိရုရှားထိန်းချုပ်တာခံထားရပြီလို့ယုံကြည်ရပါတယ်။စစ်ပွဲအတွင်းမှာရုရှားဟာအ ਨੇ စုံယူကရိန်းရဲ့လစ်သီယမ်တပ်တူတွင်နှစ်ခုကိုသိမ်းယူခဲ့ပြီးပါပြီ။ဒါပေမဲ့ယူကရိန်းလက်ထဲမှာလည်းလစ်သီယမ်တပ်တူမိုင်းတွင်းတွေကျန်နေသေးပါပဲ။ဒါဆိုယူကရိန်းအတွက်ရောဘလို့အကျိုးရှိမလဲ။ ယူကရိန်းအစိုးရဟာတပ်တူတွေတူဖို့ထုတ်လုပ်ခွင့်အတွက်အမေရိကန်နဲ့တာမကပဲဗြိတိန်၊ပြင်သစ်၊အီတလီနိုင်ငံတွေနဲ့လည်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးမှုတွေလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။အဲ့ဒီဓာတ်တပ်တူတွေထုတ်လုပ်မှုကနေ2033ခုနှစ်ကြာရင်ပြည်ပရင်းနှီးမြှုပ်နှံငွေဒေါ်လာ12ဘီလီယံကနေ15ဘီလီယံအထိမြင့်တက်လာဖို့ယူကရိန်းအစိုးရကမျှော်လင့်ထားပါတယ်။ပြီးတော့စစ်ပီးကာလယူကရိန်းမှာလည်းနိုင်ငံသားတွေအတွက်အလုပ်အကိုင်နေရာသစ်တွေဖန်တီးလာနိုင်ပါတယ်။ ယူကရိန်းမှာဈေးနှုန်းသင့်တဲ့လုံသားချင်းမြေဖွံ့ဖြိုးပြီးအခြေခံအဆောက်အအုံတွေကိုပိုင်ဆိုင်ထားပါတယ်။ဒါပေမဲ့ရုရှားနဲ့နယ်မြေခွဲဝေမှုလိုကိစ္စမျိုးတွေကဆက်ပြီးရှုပ်ထွေးနိုင်တာကြောင့်ရင်းနှီးမြုပ်နှံသူတွေဘက်ကတွန်းဆုတ်တဲ့အခြေအနေတွေလည်းရှိနိုင်ပါတယ်။ဒါပေမဲ့အမေရိကန်ကယူကရိန်းမှာတပ်တူတူဖို့ရေးဆိုင်ရာနိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကိုအင်တိုက်အားတိုက်ဆွဲဆောင်ပေးဖို့ကတိပြုထားပါတယ်။ဒီအခြေအနေတွေအပေါ်ရုရှားကရောဘာပြောသလဲ။အမေရိကန်နဲ့ယူကရိန်းကြားသဘောတူစာချုပ်အပြီး 48နာရီလောက်ကြာတဲ့အထိရုရှားအစိုးရကဗမာချမ်းမှာမပေးဘဲနှုတ်ဆက်နေပါဗျ။ဒါပေမဲ့နှစ်ဆန်းပိုင်းမှာရုရှားသမ္မတပူတင်ကသူဟာအမေရိကန်နဲ့တရားစာတတူးဖော်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေအတွက် Trump နဲ့ဆွေးနွေးဖို့အသင့်ရှိနေတယ်လို့ပြောခဲ့ဘူးပါဗျ။အဲ့ဒီတုန်းကပူတင်ရဲ့မှတ်ချက်ထဲမှာရုရှားရဲ့နယ်မြေသစ်တွေဆိုတဲ့အသုံးအနှုန်းပါဝင်ခဲ့ပါဗျ။ဒါဟာရုရှားသိမ်းပိုက်ထားတဲ့ယူကရိန်းနယ်မြေတွေထဲကတရားစာတတိုက်တွေကိုရင်းညွှန်းခြင်းဖြစ်ပါတယ်။ ပြီးတော့မြေရှားတပ်တွေထုတ်လုပ်ဖို့အမေရိကန်နဲ့ယူကရိန်းပူးပေါင်းအလုပ်လုပ်ကြမယ်ဆိုရင်လေရုရှားအတွက်ဘာစိုးရိမ်စရာမှရှိမှာမဟုတ်ဘူးလို့ပူတင်ကပြောခဲ့ဘူးပါတယ်။ဒါအပြင်တစ်ဖက်မှာရုရှားကလည်းတယန်စာတူဖော်ထုတ်လုပ်ရေးအတွက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဖိတ်ခေါ်ဖို့ကိုပိုင်အစီအမံတွေရှိနေကြောင်းမှတ်ချက်ပေးခဲ့ပါတယ်ရှင်။ People's Spring ရဲ့ပြောပြအောင်မယ့်အစီအစဉ်ပါဒီအစီအစဉ်ကိုတော့အပတ်စဉ်တနင်္ဂနွေနေ့ည၈နာရီချိန်တိုင်းမှာကြည့်ရှုနိုင်ပါတယ်ရှင်။